ကွလွန်တော်ဝင်ဖြစ်တဲ့ဦးလေးဖြစ်သူဥမမမင်းရဲ့အကြောင်းတွေကိုထုတ်ပြောလာခဲ့တဲ့ထူမုံနမေကျော်ဒိုက်တာဥမမမင်းကွလွန်သွားပြီးနောက်မှာတော့သူ့ရဲ့ပုံကိုရေးပွားနေပတ်သက်တဲ့ရှုပ်ထွေးမှုတွေလူသိရှင်ကြားပေါ်ပေါက်လာခဲ့ပြီးမိသားစုဝင်တွေကြားမှာမျက်နှာပြက်စရာအခြေအနေတွေဖြစ်ပေါ်ခဲ့ပါတယ်ရုပ်ရှင်ထုတ်လို့ရေးပန်းရှင်တို့ဖြင့်အောင်မြင်ခဲ့တဲ့ဥမမမင်းဟာကွလွန်ချိန်မှာပြည်သက်တရဲ့ချစ်ခင်မှုကိုရရှိခဲ့ပေမယ့် ူ့ရဲ့နောက်ကွဲမှာအိမ်နောင်ရင်းရာဇဝင်ဟာမိကုံထုတ်စရာဖြစ်နေခဲ့ပါတယ်။ဥမာမြာနောက်ရင်တောင်ပြုခဲ့ပြီးအိမ်တော်ကြီးဖောက်ပြန်ခဲ့တယ်လို့တူမဖြစ်သူထူးမွန်ကလူသိရှင်ကြားဖွင့်ချခဲ့ပါရယ်။ဦးလေးကွယ်လွန်ပြီးနောက်ထူးမွန်တယောက်ဒီចောင်းတွေကိုပြောပြတဲ့ចောင်းရင်ကတော့ဥမာမြင့်ရဲ့ဒုတိယစတိဒေါ်စီစီစိန်ကြောင့်မိသားစုတွေဝန်းနေချေခွဲရတာကိုလူတွေသိစေချင်လို့ပါရယ်။အသက်20ရွယ်မှာဥမာမြင့်နဲ့လက်ထက်ခဲ့တဲ့ဒေါ်စီစီစိန်ဟာအသက်38နှစ်ကျော်ချားပေမဲ့လေဥမာမြင့်ရဲ့နောက်ဆုံးချိန်တွေတွေသစ္စာရှိရှိပြုစုဆောက်ရှောက်ခဲ့တယ်လို့ဆိုပါရယ်။ ငွေကြေးကြောင့်ပေါင်းသိမ်းခဲ့တယ်လို့ထင်စရာရှိပေမဲ့ဒေါ်စီစီဆိုင်ရာစံမှန်ရေးမကောင်းတဲ့ဥမောင်မြင့်ကို မဆုံးပြစ်ခဲ့ပဲနဲ့နောက်ဆုံးထွက်သက်ပြီးကြီးရှုဆောက်ရှောက်ခဲ့တာကိုသူ့ကိုတီးတဲ့သူတွေကချီးကျူးကြပါရင်ဒုတိယဇနီးဖြစ်ပေမဲ့လည်းမတရားဘူးလို့မပြောခဲ့တဲ့ဒေါ်စီစီစိရဲစိတ်ထားကိုလူတွေကတကယ်ချစ်တတ်တဲ့မျိုးသမီးဖြစ်အမှတ်ယူကြပါရင်ထူးမွန်ရဲ့ပြောချက်တွေဟာတကယ်တမ်းချေမြင့်ရှိတဲ့အကြောင်းအရာတွေလားဒါမှမဟုတ်မိသားစုဝင်တွေကြားကပရိပခါတွေကိုလူသိရှင်ကြားချဲ့ထွင်နေရလားဆိုတာကတော့စဉ်းစားစရာဖြစ်လာပါရင်ဥမာမြင်မကွဲလို့ခင်မှာဘာပြဿနာမှမရှိခဲ့ပဲကွင်းလွန်ပြီးမှသာမိသားစုရှုပ်ထွေးမှုတွေပေါ်လာတဲ့ကိစ္စဟာ ဘသူဘက်ကမှားနေလဲဆိုတာနဲ့ပတ်သက်ပြီးပြည်သက်တည်းရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါဦးရှင်။